မန္တလေးတိုင်းကစာတင်ကျောင်းတွေမှာမုံစည်တန်းအစားအသောက်ပေးနေရကင်းရှင်းစေဖို့စစ်ဆေးမှုတွေစတင်ဆောင်ရွက်နေကြပါတယ်ခွန်မသာကတင်ဆက်ထားပါတယ်ရှင်မန္တလေးတိုင်းဒေသကြီးကစာတင်ကျောင်းတွေမှာမုံစည်တန်းအစားအသောက်တွေဘေးအန္တရာယ်ကင်းစင်ဖို့အတွက်ပထမဆုံးအကျင့်အဖြစ် FDA နဲ့ကျောင်းကြားမှရည်ဦးစီးဌာနတို့ပူးပေါင်းပြီးစစ်ဆေးမှုတွေဆောင်ရွက်နေတာပါခွင့်မပြုတ်တဲ့ဆိုးဆေးတွေနဲ့မုတ်တွေကကလေးငယ်တွေအတွက်ရေရှည်ကြမ်းမရေးအန်ဒီရဖြစ်လာနိုင်တာကြောင့်အခုလိုစစ်ဆေးတာဖြစ်တယ်လို့ပြောပါတယ် အခုဆိုလို့ရှိရင်မအားတော့ဒီမိုဇေးလေးလမ်းနေမှာစိုးစိုးရဲ့လုံကျွန်တုံးတဲ့အစားတောက်တွေကိုဟာဒီကလေးတွေဆက်ဆောင်ပြီးတော့မရောင်းချလာတာကိုဒီမလေးတို့လည်းတွေ့ရပါတော့။အဲဒီစားတောက်တွေမှာခုနှစ်ခုစိုးစိုးရဲ့လာပါမယ်ဆိုရင်ဒါကိုစားတုံးချင်းဖြစ်ဒီကလေးတွေကရေစီကျမ်းမာရေးထိပိုက်မှုခလာအနေနဲ့ဖြစ်လာနိုင်တယ်ပေါ့နော်။အဲတော့ဒီကလေးတွေရဲ့ဒီကလေးတွေကိုပေါ့ဒီလိုစိုးစိုးသာသာခုနှစ်ပြည့်စုံပြီခလာဒီရက်နေရနေပြီးတော့မှပြေးရအောင်ဒီစီကျမ်းမာရေးတိကျမှုကနေပြီးတော့မှခလာပြေးရအောင်ဆိုပြီးတော့မှဒီမှာမာရွာဒီစီမံချက်ကိုအကောင်းဆုံးပေါ်ဆောင်ရေးချက် အခုတော့အခြေခံကျောင်းတွေကမြန်မာအစားအသောက်တွေမှာစိုးစေးတွေမတွေ့ရတလောက်နေပါတယ်လို့ပြောပါတယ်ဒါပေမဲ့ကျောင်းမုတ်စေတံတွေမှာဘယ်လိုမုတ်မျိုးကိုရောင်းချမှုများနေတယ်ဘေးအန္တရာယ်ဖြစ်နိုင်မဲ့မုတ်မျိုးတွေကိုနမူနာယူပြီးတက်ခွဲစစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပါတယ်ကျောင်းကျမကြီးတဆန်ကျောင်းကျမကြီးအခွင့်အရေးကဒီကျောင်းကျမကြီးစစ်စင်းရင်းနဲ့ဒီမူစင်းရမ်းမှာအရင်စူးစေးပါတယ်စားတော့ပြည့်ရဲဆိုလို့ဆိုတော့လူမျိုးနာကောက်မှာကောက်ပြီးတော့မှအဲ့ဒါကြီးအမားတို့ဌာနကိုပို့ပြီးတော့မှဒီဘက်စစ်စင်း စေးပြီးတော့မှအမားတို့ကဒီမှာခွင့်မပြုစူးစီးပေါ့အဓိကအစားအသောက်မှာခွင့်မပြုရစူးစီးပြီးပါတယ်ဆိုတာကိုတွေ့ခဲ့တယ်ဆိုလို့ရှိရင်မားတို့ကဒီလိုမျိုးတို့သိအောင်လည်းရဲဒေသကြီးမှာကြီးညာမယ်အဲ့လိုပဲအရေးယူမှုကိုဆောင်ရွက်နိုင်မှုအတွက်တက်ဆိုင်ရာဌာနတွေကိုမားတို့ကဆက်လက်ပြီးတော့အကြောင်းကြားပေးပါမယ်နော်အစားအသောက်နဲ့ဆေးဝါးကုတ်ကဲမှုဟာအရင်ကဈေးကွက်မှာရှိတဲ့အစားအသောက်တွေကိုနမူနာယူပြီးစစ်ဆေးပေးတာပါအခုတော့ကြောင်းကြားမှရဲ့အတွက်ဘေးအန္တရာယ်ဖြစ်နိုင်မဲ့အချက်တွေကိုပါပညာပေးဟောပြောတာတွေပြုလုပ်နေပါတယ် တိုင်းနယ်ပြည်နယ်ရှစ်ခုမှာ2014-2015ပညာသင်နှစ်အတွင်းကျောင်းကြားမှရေဦးစီးဌာနကိုသားရောင်းဝယ်ရေးနဲ့စားသုံးသူအရေးဦးစီးဌာနတို့ပူးပေါင်းပြီးဇာတင်ကျောင်းမုတ်စေတံဘေးအန္တရာယ်ကိန်းစင်ရေးအကောင့်ထဲပေါ်ဖို့လှုပ်ဆောင်နေကြတာပါမန္တလေးတိုင်းဒေသကြီးမှာတော့မြို့နယ်၁၁မြို့နယ်ပါဝင်မှာဖြစ်ပါတယ်ကျွန်တော်ခွန်ပါတာပါ